ဒါလူငယ်တွေပေါ့နော်အခုလိုမျိုးဖြစ်နေရမှာအခုလိုမျိုးမတရားသဖြင့်ဒါဖန်ဆီးခံရတဲ့အနေထားပေါ့နော်အဲ့လိုအနေထားကိုပြန်ပြီးတော့တုံ့ပြန်နိုင်နေဆိုတဲ့ဟာကရန်အားရစရာကောင်းတယ်စစ်တပ်မှာရှိရပြီစကားတစ်ခုရှိအောင်မြင်သွားတယ်ဆိုရင်တော့ view ကမြောက်တယ်တဲ့မအောင်မြင်ဘူးဆိုရင်တော့မြောက် view ပါဒီကောင်တွေကအခုမြောက် view ကြီးပဲဖြစ်နေတာ င်္ဂလာပါဒီနေ့ကတော့ November 3ရက်နေ့2025ခုနှစ်ဖြစ်ပါတယ်ဒီနေ့မှာလည်းသတင်းကောင်းတွေပြောကြမှာပေါ့နော်အဲသတင်းကောင်းတွေကဘာတွေရှိလဲဆိုတော့မိုင်းရှင်းရင်းနဲ့မိုင်းတွေ့ွားမိုင်းရှင်းရင်းနဲ့ဆွဲမိုင်းမိွားတဲ့ဒါစစ်ကောင်စီစစ်သားတွေအကြောင်းတွေပါမယ်ပြီးတော့ကြတော့ဒါလူငယ်တွေကိုလူသစ်စုတာပေါ့ဗျာလူသစ်စုခံရတဲ့လူငယ်တွေကပြန်ပြီးထိုးကျိတ်ပြီးလက်မင်းတွေဘာတွေညှက်ပြီးတော့ပြန်ပြီးထွက်ပြေးလွမြောက်သွားတယ်လူငယ်၁၀ဦးအကြောင်းလည်းပါမယ်ပြီးတော့ဒါစစ်ကောင်စီကစီဒီအမ်ဝန်ထမ်းဆရာဝန်တွေပေါ့နော်ဆရာဝန်တွေစီဒီအမ်ဆရာဝန်တွေကို ပုဂ္ဂလိကဆေးရုံနေမှာအလုံးမခံမှုဆိုပြီးတော့စာထုတ်တဲ့အကြောင်းနေပေါ့နော်အဲ့ဒါကြီးလည်းပါမှာဖြစ်ပါတယ်ပြီးတော့ဒီလောင်းလုံးတွေကဒီစစ်ကောင်စီစစ်သား၈ဦးတေဆုံးပြီးတော့အများပြားဒဏ်ရာရသွားတယ်တိုက်ပွဲဖြစ်စဉ်တွေဒရုန်းတိုက်ခိုက်မှုတွေပြီးရင်မြင်တွေ့ရတဲ့ဟာတလေးပေါ့နော်အဲ့ဒါလေးကြီးလည်းပါသွားမှာဖြစ်တယ်ပထမဆုံးဒါပေါ်တာဆွဲခံရတဲ့လူငယ်တွေအကြောင်းကျွန်တော်ပြောကြအဲဥစ္စာကကျွန်တော်လည်းအရင်သဘောကျတယ်ပေါ့နော်။ဒါပြူစောတိရင်ပေါင်းကိုဝိုင်းပြီးတော့ပြင်းပြီးတော့ပြန်ပြီးတော့လွတ်မြောက်သွားတာပေါ့နော်။အဲ့ဒါကဒါ11 11နေပါညစ်တက်ပြီးတော့ထွက်ပြေးနိုင်ခဲ့တာ ဘာမှမပါဘဲနဲ့တခါတည်းလေဘေးမှာညစ်တက်ပြီးတော့ထွက်ပြေးခဲ့ကြတာပေါ့နော်အဲ့ဖြစ်စရာလည်းတကယ်မိုက်တယ်ပေါ့နော်ဒါကမ့်ဘလူးမျိုးနဲ့ဒါစပယ်နတာစစ်စေးဂိတ်ဒီစစ်စေးဂိတ်မှာဒါစစ်ကောင်စီနဲ့ပြူတွေကခရီးသားလူငယ်တွေကိုဒါ border ဆွဲတယ်အဲ့ border ဆွဲခံရတဲ့လူငယ်တွေကိုဒါစစ်သားစုဆောင်မှုအတွက်သူတို့ကရည်ရွယ်ပြီးတော့ဒါပို့ဆောင်တာတွေတင်တဲ့ကြောင်းတွေပို့တာမျိုးတွေလောက်တာပေါ့ဗျာအဲ့ဒီမှာဒါအားလုံးပေါင်းလူငယ်10ဦးကိုသူတို့ဖမ်းမိတယ်အဲ့ဒီ10ဦးကိုအမှတ်6အဲ့ဒီ10ဦးကိုအမှတ်666ဒါတင်ကားတင်ရင်းစီကိုဒါ ူစော်တိရင်မောင်းနဲ့ဒါသူကပို့ခိုင်းတာပေါ့အဲဒီကားနဲ့ပို့ခိုင်းတာပို့ခိုင်းတဲ့ချိန်မှာလမ်းမှာဒါပူစော်တိရင်မောင်းကိုဒါလူငယ်၁၀ယောက်ကလမ်းမှာဝိုင်းဒါထိုးကြိတ်တာလေဝိုင်းပြင်းတာတွေလှုပ်ပြီးတော့လေမင်းညက်တက်ပြီးတော့တခါတည်းထွက်ပြေးလွတ်မြောက်သွားတယ်ပေါ့နော်အဲ၁၀ဦးလုံးထွက်ပြေးလွတ်မြောက်တယ်အဲ့တော့ဒါကမ်ပလူခရိုင်အမှတ်သုံးတက်ရင်ကပီဒီအက်တက်ဖွဲ့တွေနဲ့တွေ့ပြီးတော့ဒါအနေကင်းခဲ့တယ်ပေါ့နော်အဲ့တော့တာဝန်ရှိသူတွေကဒါတေချာစစ်ဆေးပြီးတော့ဒါမိသားစုတွေထံကိုပြန်ပြီးတော့အနံပေးတဲ့ဟာတွေလှုပ်ဆောင်ပေးခဲ့ဆိုပြီးသိရတယ် ဟောဝမ်းသာစရာကြီးတကယ်မိုက်တယ်တကယ်ဒါလူငယ်တွေပေါ့နော်အခုလိုမျိုးဖြစ်နေရမှာအခုလိုမျိုးမတရားသဖြင့်ဒါဖမ်းဆီးခံရတဲ့အနေထားပေါ့နော်အဲ့လိုအနေထားကိုပြန်ပြီးတော့တုံ့ပြန်နိုင်တယ်ဆိုတဲ့ဟာကရန်အားရစရာကောင်းတယ်ချိန်မှလည်းဒီလိုမျိုးဖြစ်စဉ်တစ်ခုရှိခဲ့တယ်ဒါကျွန်တော်ပြောခဲ့ပြီတော့ပေါ့နော်ဒါကုမ္ပဏီဝန်ထမ်းနဲ့ဒါအလုပ်ကနေပြန်လာတဲ့ဒါလူငယ်တစ်ယောက်နဲ့ပေါ့နော်အသက်40အရွယ်ကုမ္ပဏီဝန်ထမ်းကိုပေါ်တာဆွဲတာအဲအဲ့ဒါကိုဒါကားပေါ်ကနေပြီးတော့ဒါတွန်းချထိုးကျိတ်ပြီးတော့ဒါနှစ်ယောက်သားပူးပေါင်းပြီးတော့ပြင်းပြီးတော့ပြန်ပြီးတော့ လွမြောက်လာခဲ့တဲ့ဖြစ်စဉ်လဲဒါကျွန်တော်ရှေ့ဗီဒီယိုတွေမှာပြောခဲ့တာပေါ့နော်အခုလဲဒီ၁၀ရောက်လုံးကအဲ့လိုပုံစံမျိုးနဲ့ပြန်ပြီးတိုက်ခိုက်နိုင်ခဲ့တယ်ရင်မောင်းရင်မောင်းအပြူစော်လေးရင်မောင်းဒါရှာထွက်ပြီးတော့ကြံနေခဲ့တဲ့အနေထားပေါ့နော်ပြီးတော့ကျတော့ဒါမိသားစုတွေစီကိုတော်လိုင်းတက်ဖွဲ့နေတွေ့တဲ့အခါမှာ အာအနေကင်းခဲ့ပြီးတော့မိသားစုတွေစီကိုဒါဘေကင်းကင်းနဲ့ပြန်ရောက်သွားတယ်ဆိုတော့ဒါဝမ်းသာစရာကြီးပေါ့နော်အဲ့တော့အဲ့လိုမျိုးပုံစံမျိုးနဲ့လှုပ်ဆောင်နေတဲ့စစ်ကောင်စီရဲ့ဒါဖမ်းဆီးမှုတွေပေါ်တာဆွဲမှုတွေတင်းတန်းချောင်းနေပို့ပြီးတော့တင်းတန်းချောင်းနေမှာနှိပ်ဆက်တဲ့ဟာတွေကအများပြားရှိတယ်ရှေ့ကတခြားလုံးပေါ့နော်ဒါတင်းတန်းချောင်းတွေကနေထွက်ပြေးလာတဲ့လူငယ်တွေလည်းရှိသလိုဒါတိုက်ပွဲနယ်မြေတွေမှာဒါတပတ်တော်လိုင်းတပ်ဖွဲ့တွေနဲ့ဒါပူးပေါင်းလာခဲ့တဲ့လူငယ်တွေလည်းရှိတယ် ဒီပါစာတွေပေါ့ဗျာပါစာတွေပါစာဖြစ်မဲ့သူတွေတင်တန်းเจ้าမှာဆိုရင်တော့မဖြစ်သေးဘူးเนาะအဲ့လိုတင်တန်းเจ้าနေမှာဆိုရင်လေစစ်ကောင်စီကတော်တော်လေးမမရန်လုံးရက်တွေလုတ်တယ်ပေါ့เนาะအဓိကတော့နှိမ့်ဆက်တာတွေထိုးကြိတ်ကန်ကြောက်တာတွေတနက်တင်နေနဲ့ထောင်းတာတွေဒါမျိုးတွေကဆက်လုတ်တယ်တောင်ဘူးဘက်ကဒါလွမြောက်လာတဲ့ဒါလူငယ်တအူးဆိုလဲအဲ့လိုမျိုးပြောတယ်ပေါ့เนาะအဓိကသူတို့ရောက်သွားပြီဆိုတဲ့အချိန်မှာသူတို့တင်တန်းเจ้าမှာပေါ့ဒါနှိမ့်ဆက်တာတွေဖနက်နဲ့စောင့်ခံတာတွေအဲ့လိုပုံစံမျိုးပေါ့เนาะလုတ်တယ်ပြီးရင်ဒါ တို့ကိုမယုံကြည်ဘူးစိတ်မချဘူးပေါ့နော်ဆိုတော့အပေါ်လေးသွားတာဆိုရင်တော့မှပဲအနောက်ကတနက်နဲ့လိုက်ပြီးတော့စောင့်ကြည့်နေတဲ့ပုံစံမျိုးရှိတယ်ဆိုပြီးတော့သိရတယ်ပေါ့ဗျာအဲ့ဒါဒီလူငယ်တယောက်ကတော့ဒါ၃ဘက်၃ဘက်တာတင်တန်းတက်ပြီးရဲ့အချိန်မှာပြန်ပြီးတော့ထွက်ပြေးလွတ်မြောက်ခဲ့တာဖြစ်တယ်အဲ့တော့အဲ့ဥစ္စာကအရန်ဆိုးသွားတာမိဘတွေဆိုရင်လည်းအရန်ပူပန်ရတယ်ဗျာကိုသားသမီးကလမ်းကနေပြီးတော့အိမ်ကိုပြန်မြောက်ခင်ဆက်ကြဘလောက်တော့မှပူလောက်မလဲမသိဘူးဒီချိန်ဆိုအလုတ်ဆင်းပြီလားဟာဒီချိန်ဆိုရင်လမ်းမှာရောက်နေမလားဟာအခုချိန်ထိဘာလို့အိမ်ကိုပြန်မြောက်သေးရလဲဆိုတော့ တောကတွေပေါ့ဗျာတောကတွေအဲ့လိုမျိုးဟာတွေကိုစစ်ကောင်စီကကိုကျင်းမဆောင်မယိုင်းတာပေါ့နော်မိဘတွေကိုသားသမီးကအိမ်ကိုအနေကင်းကင်းနဲ့ပြန်ရောက်နိုင်မှာပဲဟင်းချနိုင်တယ်ပေါ့နော်အခုကကျတော့ဒါလမ်းကိုလမ်းမှာရှိနေတဲ့အချိန်တော်တွင်းဆိုရင်မိဘတွေကအာစိုးရင်ပူပန်နေရတခုခုဆိုတွေးလိုက်ရင်အရင်တော့အဲ့လိုမျိုးပေါ့နော်ဟာကားမတော်စားဖြစ်သလားဆိုင်ကယ်မတော်စားဖြစ်သလားဒါမျိုးပုံစံမျိုးတွေးတာထက်အခုဆိုရင်ဟာပေါ်တာဆွဲခံရသလားဆိုပြီးတော့ပဲတွေးတော့ဟာပေါ်တာဆွဲခံရပြီဆိုရင်ဘယ်လိုလုပ်မလဲဖုန်းနေဆက်တာလည်းမရဘူးဘာလို့ညာဆိုအဲ့မှာကြေကွဲရပြီ အဲ့လိုအဖြစ်မျိုးတွေအရန်ကြုံနေရပါတော့အခုတော့တီလူငယ်၁၀ဦးကပြန်ပြီးတော့ပူးပေါင်းပြီးတော့အတူတကွလှုပ်ဆောင်ပြီးတော့ပါတော့ထွက်ပြေးလွတ်မြောက်လာခဲ့တာဖြစ်တဲ့အတွက်တော်တော်လေးအားရတယ်တကယ်ပြောတာဒါကပြည်သူလူထုရဲ့ဒါမခံနိုင်တဲ့တုံ့ပြန်မှုကိုပြတာပဲရှေ့ဖြစ်စဉ်နေရှိတယ်အဲလူထုစီကိုလာပြီးအဲ့လိုမျိုးပေါ့နော်ဒါကလေးကလေးတွေကိုဒါလူငယ်တွေကိုပေါ်တာဆွဲဖို့အတွက်လာတာရှိတယ်ပြီးတော့နာမည်ဆင်းပါတယ်ဆိုပြီးတော့အတင်းအိမ်ထိလာပြီးတော့ဒါဆွဲခေါ်တာမျိုးတွေလောက်တာရှိတယ်အဲ့လိုလုပ်တဲ့အချိန်မှာလဲရှေ့ကဒါဖြစ်စဉ်တစ်ခုဆိုရင်အဲ့လိုပဲ ဒါလာပြီးတော့ဒါပေါ်တာဆွဲတဲ့အချိန်မှာပေါ့နော်မရှိပါဘူးပြောနေတာဟုတ်ဒါဇွတ်တင်လာပြီးပြဿနာရှာလို့ဆိုပြီးတော့ဓာတ်နဲ့ဆိတ်ခုတ်တာပေါ့နော်ဓာတ်နဲ့ဆိတ်ခုတ်တယ်အဲနောက်ထပ်ဖြစ်စဉ်တစ်ခုဆိုလည်းအဲ့လိုပဲဓာတ်စီနဲ့လောင်းပြီးမီးရှို့ပြစ်တာအဲအုတ်ချွေမှုဆိုတဲ့ကောင်းနေပေါ့နော်အဲ့လိုပုံစံမျိုးတွေဒီတုံ့ပြန်တာတွေမြင်နေရပြီအခုဆိုလည်းဒါလူငယ်တွေအကုန်လုံးကစုပေါင်းပြီးတော့ဒီဆယ်ယောက်လုံးကစုပေါင်းပြီးတော့တုံ့ပြန်နိုင်ခဲ့တာဖြစ်တယ်ပေါ့နော်အဲ့တော့ဒါကလည်းဖြစ်တဲ့နဲ့ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ငုတ်ခန့်နေလို့မရအောင်ငုတ်ခန့်နေလိုက်မယ်ဆိုရင်သူတို့ခေါ်ဆောင်ရနောက်ကိုပါသွားမယ်ပြီးတာနဲ့တေလန်းကိုပို့အဲ့တော့ အတွင်းထဲကိုရောက်သွားပြီဆိုရင်ထွက်ပြေးဖို့အတွက်ကပို့ပြီးတော့ခက်ခဲမှာပေါ့နော်ခက်ခဲမှာဖြစ်တဲ့အတွက်မပါအောင်ပဲဂူးဆိုင်နေကြရတယ်ပါတဲ့ချိန်မှာလည်းအခုလိုမျိုးပဲဒါအခွင့်ရေးရတာနဲ့လက်တုံပြန်ပြီးတော့လစ်လာခဲ့တာဖြစ်တဲ့အတွက်ပို့ပြီးတော့အားရစရာကောင်းတယ်ဒါစူပေါင်းပြီးလှုပ်ဆောင်တဲ့ဟာရရလက်လို့လည်းပြောလို့ရဒီလူငယ်၁၀ဦးလုံးကပေါ့နော်ဒါတုံးကတသဘောလေးလာခဲ့အလို့ချမယ်ကွာကျုံးမယ်ကွာဘာဖြစ်ဖြစ်ကွာလစ်မယ်ကွာပေါ့နော်အကံကောင်းရင်ငါတို့ပြန်ပြီးတော့လွတ်မြောက်မယ်ဆိုတဲ့အတွေးနဲ့ဆော့ကြတာပါနော်အဲ့လိုမှမဟုတ်ဘဲနဲ့ဒါငုံခံပြီးတော့လိုက်သွားမယ်ဟေးဆိုရင် စစ်မှုထမ်းဒါပါစာဖြစ်မယ်ပြီးရတဲ့ရှေ့တန်းတွေပို့ခံရမယ်အိမ်နေနဲ့အဆက်အသွယ်ပြတ်မယ်တော်လိုင်းတပ်ဖွဲ့တွေနဲ့တိုက်ခိုက်ရမယ်အခါကျရင်တော်လိုင်းတပ်ဖွဲ့တွေကလည်းသိရတယ်မယ်အထွေထွေတွေကလည်းပြေးဝနေတယ်ဆန်းဆောင်ရေးတွေကလည်းမြင့်နေတာဖြစ်တဲ့အတွက်တို့ဘလုံးမှရှင်းနိုင်မှာမဟုတ်ဘူးတိလမ်းမဲ့ပို့ခံရမှာအဲ့ကြအခုလိုမျိုးတိုက်ခိုက်ပြီးတော့လွတ်မြောက်လာတဲ့ဟာကတကယ်ဝမ်းသာစရာကောင်းတယ်ပေါ့နော်အဓိကတော့လူငယ်တွေကရဲရင့်နေအဲအဓိကဒီနိုင်ငံရေးအတွေးခေါ်တွေပြင် လက်ရှိနိုင်ငံမှာဖြစ်ပျက်နေတဲ့အခြေအနေတွေဒါတွေကို ဒါနားလည်ပြီးတော့ဗောနော်တေချာလေးလေးလာမယ်ဆိုရင်ဒီလိုဟာတွေကလည်းဖြစ်လာနိုင်ရေရှိတယ်အဲ့တော့ဘလိုပဲဖြစ်ဖြစ်ဒါကအားရစရာကောင်းတဲ့သတင်းဗောနော်အဲဥစ္စာကိုလူလူလည်းတော်တော်လေးအားရလိမ့်မယ်ထင်တယ်ဗောနော်ကျွန်တော်တော့အားရတယ်လေဘေးမှာညစ်ခဲ့တာကိုပူပြီးတော့အားရတယ်ဗောနော်နောက်တစ်ခုကတော့ဒါမိုင်းရှင်းနဲ့မိုင်းဆွဲခံရတဲ့စစ်ကောင်စီစစ်သားတွေအဲ့ဒါလည်းမိုက်တာပဲဒါအော်ရိုဘာ31ရက်နေ့မုံရမန်းလေးလမ်းပိုင်းမှာဖြစ်တာဗောနော်အဲ့ဒါကစစ်ကောင်စီ15ရောက်15ရောက်ကမုံရမြို့နယ်ဒါတောပုပြူရွာကနေပြီးတော့သူကမုံရမန်းလေးလမ်းပိုင်းဘက်ကိုထွက်လာတယ် သူကရွာထိပ်မှာမိုင်းရှာမိုင်းရှာပြန်နဲ့ထွက်လာတယ်ထွက်လာပြီးတော့အဲ့လမ်းကြောင်းအတိုင်းသူတို့သွားနေကြသွားနေကြတဲ့အချိန်မှာ drone နဲ့ရိုက်ထားတဲ့ဒီမိုင်းပစ်ခွဲလိုက်တဲ့ဟာကိုပေါ့နော်အဲဒီဆွဲမိုင်းဆွဲလိုက်တဲ့ဟာကို drone နဲ့ရိုက်ထားရှိတယ်ဆွဲမိုင်းကဒါ breather ၃လုံးနဲ့ခွဲခဲ့တာဆိုပြီးတော့လည်းသိရတယ်အဲ့တော့အဲ့ဒီဟာကိုကြည့်နေစဉ်တော့အတွက်မှာအဲကျွန်တော်တော်တော်လေးတော့ဟိုပါပေါ့နော်စိုးရင်ပူပန်တာတွေရှိတယ်ဘာလို့လဲဆိုတော့အိမ်သားမှာလုံမဲ့နေရနားမှာတခြားသွားနေတာပြည်သူတွေအများကြီးရှိရဲအဲ့လိုမျိုးအာကားနဲ့ဖြတ်သွားလိုက်ဆိုင်ကင်နဲ့ဖြတ်သွားလိုက်အဲမျိုးပုံစံမျိုးနဲ့သွားနေတာဗျာ သွားနေဒီကောင်းလေးသွားတဲ့ဟာကိုလည်းမြင်တယ်စစ်ကောင်စီစစ်သားတွေသွားနေအောင်လည်းမြင်တယ်အဲဒါကြောင့်ဘာတခုများဖြစ်သွားမလားဗောနော်တွေးမိတာတွေးမိတာဆိုတော့အဲ့လိုမျိုးချွတ်ချော်ပြီးတော့ဗျာပြည်သူလာနေတဲ့အချိန်များဆွဲမိမလားဆိုပြီးတော့အဲ့လိုမျိုးစိတ်နေတော့ကြည်ရတကယ်ဒါဒါဟိုဗောနော်တစ်ဖက်ကပြန်ကြည့်ရင်အရန်ကိုအနေနဲ့များတယ်လို့ပြောတာအဖွဲတွေကလည်းတကယ်ကိုစွန့်စွန်စားစားနဲ့လှုပ်ခဲကြရတယ်လို့ကြာယူဆရမယ်အောင်မြင်ခဲ့တဲ့အတွက်လည်းတကယ်ကြီးကျူးရပါတယ်ညမဲ့အရန်အနေနဲ့များလို့ ਨੇ ဗျာအဲ့ဒါလေး ဟိုအဲ့တော့ဒါမိဘပြည်သူအနေနဲ့လည်းဒါအဖွဲ့တွေပြောသလိုပေါ့နော်မလို့အဲ့ရင်တော့မသွားစီချင်ပါဘူးဒါပေမဲ့လည်းအဲဆိုတော့မသွားလို့လည်းမရတဲ့ခီးတွေကအများကြီးရှိတာဟုတ်အလုပ်တွေပဲဖြစ်ဖြစ်ဘာတွေပဲဖြစ်ဖြစ်ဒီလိုမျိုးသွားလာလှုပ်ရှားပြီးတော့ရုန်းကန်မှပဲဒီလိုမျိုးကြက်တဲတဲ့ကာလာကြီးကိုဒါရှင်တန်ရက်တီလို့ရမှာဟုတ်အဲ့ကြောင့်တော့ဒါဘလို့ပဲဖြစ်ဖြစ်သွားလာနေရတဲ့ဟာတွေရှိမှာပဲတပ်ဖွဲ့တွေအနေနဲ့ပေါ့နော်တော်တော်လေးကိုဒါအသေးရစရာဖြစ်စဉ်တွေဖြစ်ခဲ့တာပေါ့ဗျာအဲဒီဥစ္စာကိုကြည့်ပြီးတော့ဗောနော်ဒါပဲဘာဖြစ်ဖြစ်လုံနိုင်ခဲ့တာတော့ ဒါအောင်မြင်ခဲ့တာတော့ဒါကြီးကျူးရမယ်အဲပြီးရင်ဒါတေစင်းကတော့ဒါဆက်ပြီးတော့စုံစမ်းနေတယ်တဲ့တေတာကတော့တေနိုင်တယ်တဲ့လုံးဝတေနိုင်တယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ဆွဲလိုက်တဲ့အချိန်မှာကြည့်ကြည့်လိုက်အင်းနဲ့ဆွဲလိုက်တဲ့အချိန်မှာဘေးနားတစ်ပင်ကြီးမှာပြတ်ကျသွားတာဘေးနားဒါတစ်တစ်ပင်အချောက်ဖြစ်ရင်လည်းဖြစ်မှာပေါ့နော်အဲ့ဒါကြီးပါပြတ်ကျသွားတာအဲ့အရှိရကောင်ကတော့တေးတဲ့အတိုင်းပဲလုံးဝကောင်ကတော့လက်သွားမှာပေါ့နော်အဲ့လိုပုံစံမျိုးဒါလုံနိုင်ခဲ့တာဖြစ်တဲ့အတွက်အားတော့အားရတယ်ဒါပေမဲ့ အသေးရတယ်ပြောချင်တာဟုတ်နော်အဲ့တော့အဘသားတွေကမိုင်းရှာထွက်တာမိုင်းမတွေ့လို့မိုင်းရှာထွက်တာတော့မိုင်းရှာထွက်တာပဲဒါပေမဲ့မိုင်းကိုမတွေ့လို့ပြီးတဲ့တက်ဖွဲ့တွေရော့ဒီမှာမိုင်းဆိုပြီးအင်းကိုခွဲပြလိုက်အဲ့လိုပုံစံဖြစ်သွားပါဘောနော်ဒီဘက်ကာလာတွေမှာစစ်ကောင်စီစစ်သားတွေကမိုင်းရှာမယ်ဆိုရင်ရှာလို့ကိုမနိုင်ဘူးသေးကြတယ်ဘာဖြစ်လို့လဲဆိုတော့မိုင်းအများကြီးလေအများကြီးအဲ့ဟာကလည်းအရန်ထိရောက်တာဟိုဆိုတာအခုလိုမျိုးဒါအဝေးကနေပြီးတော့မိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့တယ်ဆိုတဲ့ဟာက တကယ်အမ်းပြောရင်ဟိုစစ်ကောင်စီဘက်ကကောင်နေအထိနာဖို့အတွက်လည်းတေချာတယ်ဟိုလာမဆွဲတာဖြစ်တဲ့အတွက်ပေါ့နော်ဖြတ်သွားပြီဆိုမှဆွဲတာဖြစ်တဲ့အတွက်တေချာပေါ့အထိနာတယ်ပေါ့နော်အပြီးတော့ကြတော့အဲကုံကြစိတ်ကုံကြစိတ် ကတော့ထိုက်လျောက်တော့ရှိတာပေါ့လေဒါပေမဲ့ခုနလိုဒါတိုက်ပွဲအကြီးကြီးပုံစံမျိုးမဟုတ်ရင်တော့ဒါကုံကြစိတ်ကဒါဒီရက်ဆိုင်တော့တနေတက်တာတာပေါ့လေနော်အပြီးရင်အဲ့လိုမျိုးဖြစ်သွားပြီဆိုရင်ဒီကောင်တွေကပို့ပြီးတော့ထိနာပြီးတော့ကြအဲ့ဖြစ်စဉ်ကိုအောင်မြင်အောင်လုပ်နိုင်နေဆိုရင်ကို့အဖွဲ့တွေကအဲတက်တာတယ်အန်ရကင်းတယ် ်။ဝေးရနေစော်ရတာဖြစ်တဲ့အတွက်ပြည်ရနဲ့အမြန်ဆုံးရှောင်တင်းယုံမယ်ပေါ့နော်။အဲ့လိုပုံစံမျိုးလောက်တာပုံများတယ်။ဟိုအရှိပိုင်းကာလတွေမှာအဲ့လိုမျိုးကြောက်မလို့စစ်ကောင်စီကမိုင်းကိုအရင်ကြောက်ခဲ့တာ။မိုင်းကတကယ်သူတို့အတွက်ကြောက်စရာတစ်ခုပဲ။ကျွန်တော်ဒါဖြစ်စင်မှတ်မိသေးတဲ့ဒါဗော်ဆဲကိုဘက်မှာပေါ့နော်။အဲဗော်ဆဲကိုဘက်ကဒီဗော်ဆဲကိုဂုံးကနေပြီးတော့ဗျက်ကောဘက်ကိုသွားတဲ့တလျှောက်ပေါ့နော်။အဲဗျက်ကောဘက်ကနေပြီးတော့ဒါညောင်မင်ဂုံးဘက်ကိုသွားတဲ့တလျှောက်အဲ့တလျှောက်တွေမှာဆိုရင်မိုင်းကဒီလမ်းကြောင်းတွေထိုးရတော့သူကပွင့်လင်းရာသီရောက်ပြီဆိုရင်သူကရိတ်ခါပုံမှုအတွက်လမ်းကြောင်းတွေထိုးတယ်။အဲ့လိုထိုးတဲ့ခါမှာဒိုစာကြီးတွေနဲ့ထိုးတော့ ထိုးတဲ့အချိန်မှာမိုင်းတချို့ကဘလောက်ထိဒီစစ်ကောင်စီကယုံပါလဲဆိုတော့အဲ့ဒိုးစားသွားတဲ့ကားပေါ့နော်ဒီဒိုးစားကြီးဒါ D7 D8 D6 အဲ့လိုမျိုးပုံစံအဆင်ရှိတဲ့ကားတွေနဲ့မိုင်းကိုဒါသူကရှင်းလင်းနေလမ်းကြောင်းထိုးတယ်ပေါ့နော်ဒါပေမဲ့အဲ့ကားတွေမိုင်းမမိအောင်လို့အရှိကနေပြီးလူနဲ့မိုင်းရှာခိုင်းတာအဲ့ဘလူကောင်နေရှာရလဲဆို B ရလို့ကောင်နေမိုင်းရှာတဲ့ကောင်နေအဲ့လိုကောင်နေရှာရတယ်မိုင်းရှာဆက်တွေနဲ့ရှာရတယ်မိုင်းတွေ့ပြီဆိုတာနဲ့ဒါသူတို့တွေပေါ်တာမျိုးတွေလုတ်တယ်ရှင်းလင်းတာမျိုးတွေလုတ်တယ်မရဘူးဆိုရင်သူတို့ပစ်ခွဲတာမျိုးတွေလုတ်တယ်ပြီးရင် short တိုက်ပြီးခွဲတာမျိုးတွေလုတ်တယ် အဲ့တော့အဲ့ဒီဘောဇက်ကိုကနေပြီးတော့ဗျာကောထီသွားတဲ့လမ်းမှာဘောဇက်ကိုဂုံအစင်းလေးပဲရှိသေးတယ်မိုင်းကပိုးစုပ်ပတ်ဆက်တွေ့တာဇစ်ဇက်ထောင်ထားတာမိုင်းကိုအဲ့လိုမျိုးဟိုဘက်ဘဏ္ဍာလုံးဒီဘက်ဘဏ္ဍာလုံးအဲ့လိုမျိုးညနေထောင်ထားတောက်ဆောင်နည်းနည်းလေးပဲသွားရသေးတယ်မိုင်းကတွေ့ပြီအာခဏရက်အောင်ပြီးရင်မိုင်းကိုဒါဖော်ပြီးဖော်ပြီးနောက်ဆုံးကျတော့အဲ့ကောင်နေဘလောက်တောင်မှအဲမနိုင်တော့လဲဆိုတော့ဗောနော်မိုင်းရှင်းရတာမနိုင်တော့လဲဆိုတော့မရတော့ဘူးတဲ့အာဒါနဲ့ရောက်တော့မှမဟုတ်ဘူးဗောနော်မိုင်းကလည်းရှင်းလို့ကောင်မပြီးနိုင်ဘူးဗောနော်အဲ့နဲ့တွေ့တာနဲ့သူက ပစ်ခွဲပစ်ခွဲဒါမှမဟုတ်လဲရှော့တိုက်ပြီးခွဲခွဲခွဲအာတကြိမ်ကြိမ်တကြိမ်ကြိမ်ကိုဖြစ်တာအဲ့လိုမျိုးအလုံးပေါင်းယာနေချက်အဲ့လိုထောင်ထားတာအဲ့ဥစ္စာကြနောက်ဆုံးဒါဒီဘီရကောင်တွေကဘလောက်ထိစိတ်သက်တည်ကြွားလဲဆိုတော့သူကတော်ပြီကွာပေါ့နော်နင်းရင်လည်းနင်းတော့ကွာဆိုပြအဲ့မိုင်းရှာဆက်နဲ့မိုင်းတွေပါလိုက်နင်းတဲ့ပုံစံမျိုးတွေဖြစ်ကုန်တာအဲ့လောက်တည်းအထိကိုသူကတော်တော်ကြီးကိုစိတ်သက်ကြွားပါဗျာအတင်းလည်းတေတော့ကွာပြက်ရင်လည်းပြက်တော့ကွာအဲ့ဒါမှပဲငါတို့ကနားတော့မှဆိုတဲ့အစဉ်မျိုးတွေဖြစ်သွားတာတခါမှမကြဘူးအဲ့လိုမျိုးတွေအဲ့လောက်ထိကိုသူတို့ကြောက်လန့်ကြဖြစ်ကြတယ်အဲစိတ်သက်တွေပြက်စီးကြတယ် ပြီးတော့ဒီမိုင်းဖြစ်စဉ်ဖြစ်သွားပြီဆိုတဲ့အခါမှာသူကဒီတိကြတယ်သူတို့ဒီဝင်နေပြီတယ်ပေါ့နော်အဲဒီကောက်မှာပါတဲ့လက်နက်တွေပဲဖြစ်ဖြစ်ခဲယမ်းတွေပဲဖြစ်ဖြစ်အဝိဇ္ဇဘာညာကျောပွေချင်းညာအစုပ်အကုန်လုံးပေါ့နော်အဲ့ဒါတွေအကုန်လုံးကတခြားလူကတည်ရတယ်ပြီးရနေဒီမိုင်းဖြစ်စဉ်ဖြစ်သွားတဲ့ကောင်ထိသွားတဲ့ကောင်ကို6ရောက်ဖြတ်တာတွေပဲလုပ်မယ်ပြီးရနေထန်းစင်နဲ့ခေါ်ရမယ်အနည်းဆုံး2ရောက်ကနေ4ရောက်ကုန်မယ်အလှည့်ကျထန်းရမယ်ပေါ့နော်အဲ့တော့အင်အားအရန်လဲချိနေွားတယ်ပြော့ဒါခီးလည်းမတွင်တော့ဘူးအဲ့ဒါကြောင့်မလို့မိုင်းကိုတုံးခဲ့ကြတာပုံများတာပေါ့နော်အဲ့ဒါကြောင့်အခုလိုမျိုးဒါ မြို့ပေါ်လိုနေရာမျိုးတွေအထိဒီမိုင်းဖြစ်စဉ်တွေကဖြစ်လာနေပြီဖြစ်တဲ့အတွက်စစ်ကောင်စီတပ်ကတော့မတွေးရဲစရာပဲပေါ့နော်အဲ့တော့အဘသားတွေမိုင်းရှင်းနဲ့မိုင်းနဲ့ဆွဲခံရတဲ့ဖြစ်စဉ်ကလည်းအားရစရာကောင်းတယ်ပေါ့နော်နောက်တစ်ခုကဒါဒါလည်းအားရစရာပဲအားရစရာပဲအားရစရာတွေများနေတယ်နေ့စဉ်နဲ့အမြပေါ့နော်တနင်္လာရီတိုင်းထဲမှာဒါတနင်္လာရီတိုင်းတဝဲခရိုင်လောင်းလုံးမြို့နယ်ထဲမှာစစ်ကောင်စီစစ်ကြောင်းကို တိုက်ပွဲတွေလိုက်ပြီးတော့ဖန်နီးတာပေါ့လိုက်ပြင်းတာပေါ့နော်လိုက်ပြင်းတဲ့ဟာကတကြိမ်နဲ့မဟုတ်ပဲနဲ့အကြိမ်ကြိမ်လိုက်ပြင်းတယ်ပြီးရင်ရရင်ရသလိုနင်းနေစော်တယ်အဲအဲဥစားလေးလည်းကျွန်တော်ပြောမယ်ပြီးရင်ဗီဒီယိုဒါမှတ်တမ်းလေးလည်းဒါထုတ်ပြန်လာတာရှိတယ်ပေါ့နော်တပ်ဖွဲ့တွေကထုတ်ပြန်လာတယ်အဲ့တော့တကြိမ်နဲ့မဟုတ်ဘူးနှစ်ကြိမ်လိုက်ပြင်းတာအဲစစ်ကောင်စီစစ်သားကိုအဲဘောင်းချုပ်ဘောင်းချုပ်ရလက်ထွက်တာဆိုရင်ဒါရှေ့အောင်တည်တယ်ထိခိုက်တန်ရအများပြရရတယ်ဆိုပြီးတော့သိရတယ်ပေါ့နော်အဲ့ဒါကဒါမောင်းမကန်ကြေးရွာကနေပြီးတော့ကရင်ကြီးကြေးရွာဘက်ကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီရဲ့အင်အား90နှစ်မှ၄ရောက်ပါတဲ့စစ်ကြောင်း အဲဒီစစ်ကြောင်းကိုအော်တိုဘာ21ရက်နေ့မှာစတင်ပြီးတော့တိုက်ခိုက်တယ်တိုက်ပွဲကြာချိန်2နာရီဒါပထမတိုက်ခိုက်မှုတိုက်ပွဲကြာချိန်2နာရီရှိတယ်ပြီးရင်စစ်ကောင်စီဘက်ကအထိကိုက်ရှိတယ်အကြဆုံးရှိတယ်အဲဒါဘောင်းချုပ်ပြောမှာပေါ့နော်ပြီးမှဒါတွန်လိုင်းတပ်ဖွဲ့တွေဘက်ကတော့အဲ့တိုက်ပွဲမှာတယောက်ဒါမစိုးရင်ရဒဏ်ရာရရှိခဲ့တာရှိတယ်နောက်တစ်ခုကအော်တိုဘာ22ရက်နေ့21ပြီးတော့22ရက်နေ့အဲ့ဒီစစ်ကြောင်းကိုပဲဒါကမ္ပဏီရွာမှာပေါ့နော်အဲ့နားမှာထပ်တိုက်တယ်တိုက်ပွဲကြာချိန်ကလည်း2နာရီပဲစစ်ကောင်စီဘက်ကတေဆုံးထိခိုက်တာတွေရှိတယ် ဒေါ်လိုင်းတက်ဖွဲ့တွေဘက်ကဒီဒုတိယအချိန်မှာတော့ထိခိုက်တံရရတာမရှိဘူးပေါ့နော်။အဲ့တော့ဒီဂျားပြတ်တိုက်ခိုက်မှု2ချိန်အတွင်းမှာစစ်ကောင်စီဘက်က10ဦးသေတယ်။အများပြားတံရရတယ်။စစ်ကောင်စီကဒီတိုက်ပွဲဖြစ်စဉ်အတောအတွင်းမှာသူကဒီသူတို့မှာပါတဲ့အကူပြက်လက်နက်တွေနဲ့ပစ်ခတ်တာတွေရှိသလိုဒါလက်နက်ကြီးတွေပစ်တာတွေရှိသလိုရေချောင်းကနေလည်းလက်နက်ကြီးပစ်ကူတွေပေးခဲ့တာရှိတယ်။အဲ့လိုနဲ့ဒါဖွဲ့စည်းပုံပြက်ပြီးတော့ထွက်ပြေးရတဲ့စစ်ကောင်စီကအင်အားတွေပြန်စုဖွဲ့တယ်မမတ်တာမမတ်တာမမတ်တာပေါ့နော်အင်အားတွေပြန်စုဖွဲ့တယ်စုဖွဲ့ပြီးရတယ်ဒါကမ္ဘာကြီးကြီးရွာကိုပြန်ပြီးတော့ထပ်ပြီးတော့စစ်ကြောင်းထိုးတယ် အဲ့စစ်ကြောင်းထိုးတဲ့ဒီစစ်ကြောင်းကကမ္ပဏီနဲ့ဒါပညစ်ကြေးရွာနားမှာဗောနော်တရားမင်းထိုင်တောင်းမှာသူကယာယီတက်ဆွဲတယ်ဗောနော်အဲ့လိုယာယီတက်ဆွဲထားတဲ့နေရာကိုတော်လိုင်းပူပေါင်းတက်ဖွဲ့တွေက drone နဲ့ထပ်ပြီးတော့တိုက်ခိုက်တယ်လူနဲ့ထိုက်လို့ပြန် drone နဲ့လိုက်တိုက်တယ်ဗောနော်အဲ့လိုပုံစံမျိုးနဲ့ထပ်ပြီးတော့ကြိတ်တာတွေရှိတယ်အဲ့တော့အဲ့ drone နဲ့တိုက်ခိုက်တဲ့ဟာဟိုဒါရိုက်ထားတဲ့ video file လေးပါတယ်ဗျာအဲ drone နဲ့အပေါ်စီကနေရိုက်ထားတာဗောနော် video file ကလည်းတကယ်မိုက်တယ်ပြီးရင်ကြီးတောက်ရှင်း တကယ်မိုက်တယ်အဲ့ထဲမှာဆိုရင်ဒါအပေါ်ကနေ drone နဲ့ကြည့်နေတာဖြစ်တော့အောက်ကကောင်တွေပြေးတာပြေးတာတိလားဟိုပြေးရမလို့ဘယ်ပြေးရမလို့ညာပြေးရမလို့ねအဲ့လိုမျိုးပုံစံမျိုးနဲ့ပြေးတာဗျာအဘသားတွေလမ်းပြောင်းနေတယ်အဲ့ဥစ္စာလဲဒါအားရစရာကောင်းတယ်ပေါ့နော်ပြီးတော့ဖွဲ့စည်းပုံတွေပြတ်နေတာလို့ပြောမှာပေါ့အော်အကုန်လုံးအဆုလိုက်ပြုံလိုက်လည်းမသွားရဲဘူးစစ်ကြောင်းပုံနဲ့လည်းမသွားရဲဘူးအာတယောက်တကွဲပြားစီနေပေါ့နော်ရှေ့ကနှစ်ယောက်ပြေးသွားလိုက်နောက်ကတယောက်လိုက်သွားလိုက်အဲ့လိုပုံစံမျိုးနေပြီးရင်သူတို့ကစိန်ပြောင်းပြဖို့လုပ်သေးတာအဲ့မှာစိန်ပြောင်းထောင်းတယ်ထောင်းပြီးတော့ပြဖို့လုပ်တယ်သူက ကွင်းပြောင်တွေကနေလည်းမလုပ်ရဲဘူးအမှန်တကယ်တော့မြင်ကွင်းပြကွင်းဒါကြည်ရသေးရပါဘောနော်ဘယ်နေရာရှင်းမရှင်းအဲ့လိုကြည်ရသေးရဒါပေမဲ့ဒီကောင်တွေကြောက်နေတဲ့ကြားဖြစ်နေတော့အဲ့အိမ်နဲ့အပင်ကြားလေးတဲ့နေရာကနေပြီးတော့ထပ်ပြီးတော့ပြစ်သေးတယ်ဖြစ်ချင်တော့အဲ့ကောင်မအောင်ဖလုံးဆိုတော့ပြည့်ရှင်းနာကိုပြုတ်ကြတယ်အဲ့ဒီဟာတွေကစားမြင်နေရတာဘောနော်ဒရုန်းကလည်းရိုက်ထားတာတကယ်မိုက်တယ်ကြီးညာပဲအဲ့လိုပုံစံမျိုးနဲ့ဒါပြုတ်ကြရရှိတယ်အမေပြန်ပြေးကောက်တယ်ဒါပြန်ပြေးကောက်ပြီးတော့ထပ်ပြီးတော့ပြစ်တာမျိုးကြီးလုပ်တယ်ပြီးရနဲ့ဒါပြောင်းရှင်းတာတပ်ဖွဲ့တွေကလည်းမိုက်တယ်အဲ့ ဒီဗီဒီယိုဖိုင်ထဲမှာကိုပဲရေးထားတာစိန်ပြောင်းရှင်းတာဆိုပြောင်းရှင်းပါညာဆိုပြီးတော့အညိုးနေပါလေတက်ပေးထားသေးတာဗောနော်အဲပြီးတော့ဒီကအိမ်ဘက်ထွက်ပြီးတော့ဒီကောင်နေဒါထပ်ပြီးတော့စိန်ပြောင်းပြစ်တာမျိုးတွေလောက်တယ်အဲ့တော့ဒီလိုမျိုးဒါမှတ်တမ်းနေတဲ့ဗီဒီယိုတွေနဲ့ထုတ်ပြန်ပေးလာတဲ့ဟာကလည်းအားရစရာကောင်းတယ်ပေါ့နော်ဟိုကျွန်တော်တို့ဟိုတိတဲ့သူတွေဆိုရင်တော့ဒါကြည့်လိုက်ရင်ပေါ့နော်ဟာဒီကောင်တွေဘလောက်ဖွဲ့စည်းပုံတွေပြတ်နေသလဲဘလောက်ရောက်ရက်ခတ်နေသလဲဆိုတဲ့ဟာကိုမြင်သာစေတယ်ဗျာသူတို့ရဲ့လုပ်ပုံလုပ်နည်းတွေကိုသိထားပြီးသားသူတွေဆိုရင်ပို့ပြီးတော့မြင်တယ်ဗျာဟိုပြောရရင်သူတို့မှာစနစ်တကျပုံစံမျိုးမရှိတော့ဘူး အာလက်လွတ်စပယ်ကိုကြုံတယ်လို့တို့လုပ်နေရတဲ့အနေအထားတွေဖြစ်လာတယ်။တို့မှအများအမ်းမှသူစီမံချက်ပုံစံတွေရှိတယ်စနစ်တကျပုံစံမျိုးတွေတွားရင်တွားရင်တော့မှဗျာထားပါတော့စစ်ကြောင်းချီတက်ရင်တော့မှတယောက်နဲ့တယောက်ဂိုက်ဘလောက်ကွာရမယ်ဆိုတာမျိုးတွေရှိတယ်။အဲဘယ်နေရာမှာတက်စိတ်မူလိုက်ရမယ်ဘယ်နေရာမှာတက်စုမူလိုက်ရမယ်အာတင်ရင်မူကစစ်ကြောင်းရဲ့သုံးပုံနှစ်ပုံဘယ်နေရာကနေလိုက်ရမယ်ဆိုတော့စီမင်းစီကံတတ်မှတ်ချက်တွေရှိတယ်။အဲပြီးရင်ဒါတို့တွေစခန်းချတဲ့နေရာတွေမှာဆိုလဲဖြန့်ခွဲတဲ့ပုံစံမျိုးတွေကအစားတို့ကတတ်မှတ်ချက်တွေရှိတယ်။ ဒါပေမဲ့စစ်ကောင်စီကအခုလက်ရှိမြင်နေရတဲ့ပုံစံကအဲ့လိုမဟုတ်ဖွဲ့စည်းပုံပြက်နေရဲဆိုတာအဲ့ဒါကိုပြောတာသူတို့မှဖွဲ့စည်းပုံလည်းမရှိတော့ဘူးပြီးရင်ဒါစီမင်းစီကတတ်မှတ်ချက်တွေလည်းသူတို့မလိုက်နာနိုင်တော့ဘူးမြေပြင်မှာကြုံရင်ကြုံလို့သူတို့စော်နေရတာအဲ့ဒါကြောင့်ပြောတာသူကစစ်တပ်မှာရှိရပဲစကားတစ်ခုချင်းအောင်မြင်သွားတယ်ဆိုရင်တော့ view ကမြောက်တယ်တဲ့မအောင်မြင်ဘူးဆိုရင်တော့မြောက် view ပါဒီကောင်တွေကအခုမြောက် view ပါလေးကြီးပဲဖြစ်နေတာတကယ်တကယ်အဲဟိုပါပေါ့နော်ကြုံလို့ပြေးကြလွားကြကြုံလို့ပြေးကြခက်ကြအာအဲ့လိုပုံစံမျိုးကြီးလည်းဖြစ်တယ်ပြီးရင်သူတို့ပြစ်တဲ့နေရာကဘလောက်မှဝေးတာမဟုတ်ဘူးဗျာ အဲ့လိုနေရာမျိုးတွေကဆပါဘောနော်ကြိလိုက်တာ ਨੇ တိတာစီတယ်အဲ့လိုမျိုးရအောင်ရိုက်ပြီးတဲ့အတွက်လေတကယ်ကျေးဇူးတင်တယ်ဗောနော်အဲ့တော့ထူးခြားချက်ကဘာလဲဆိုတော့ဒီစစ်ကြောင်းဗောနော်ဒီစစ်ကြောင်းကပြန်တခါတိုက်ခံရတယ်တခါတိုက်ခံရပြီးတဲ့အချိန်မှာသလိုင်းတက်ဖွဲ့တွေကနောက်တစ်ချိန်ထပ်လိုက်တိုက်တယ်အဲ့စစ်ကြောင်းကပဲအဲ့စစ်ကြောင်းထိနာသွားပြီးတော့ဒါထွက်ပြစ်ပြီးတော့ဒါပြန်ပြီးတော့စုဖွဲ့ပြီးတော့ပြန်လာတဲ့အချိန်မှာလည်းထပ်တိုက်ပြန် drone နဲ့ဆိုတော့ drone နဲ့ထပ်တိုက်ပြန်အဲ့တော့ဘာလို့တွေ့ရလဲဆိုတော့စစ်ကောင်စီကအတဲအမဲကိုအမဲလိုက်ခံနေရတဲ့ပုံစံမျိုးတွေတွေ့ရတယ် တပ်ဖွဲ့တွေကလုံးဝမဆုံးမနစ်နဲ့ပေါ့နော်ဒီစစ်ကြောင်းကိုကြီးပဲလိုက်ပြီးတော့ဖြုံနေတဲ့ပုံစံမျိုးတွေတွေ့ရလာခဲ့မင်းတို့ကြိုက်တဲ့လောက်လာခဲ့လာတဲ့သွားကြိုက်တဲ့နေရာသွားသွားတဲ့နေရာလိုက်တိုက်မယ်ဆိုတဲ့ပုံစံမျိုးတွေတွေ့ရဒါလည်းအားရစရာကောင်းတယ်ပေါ့နော်အရင်လိုပုံစံမျိုးနဲ့ဒါကျွန်တော်တို့ကကြုံလာမှတွေ့ပြီးတော့ဖြစ်ဖြစ်ဖြစ်ပြရတယ်ကိုကပြန်ပြည့်သူကလည်းပြန်ပြည့်အဲ့လိုပုံစံမျိုးမဟုတ်ဘူးအခုကလိုက်ပြီးတော့ဒီကောင်လေးဘယ်သွားတယ်လဲသတင်းထောက်တယ်ပြရနဲ့လိုက်တယ်ဘယ်အဖွဲ့တွေရှိတယ်လဲပူပေါင်းပြီးတော့ဆော်တယ်အာပြရနဲ့အခုနလိုထပ်ပြီးတော့စုဖွဲ့ပြီးပြန်လာလာခဲ့ပါစေမရှောင်ဘူးထပ်ပြီးတော့ကြိတ်တယ် ငါလူနဲ့ချလို့မရဘူးလားစစ်ကြောင်းချင်းချင်းထိတွေ့မှုဖြစ်အောင်လုပ်လို့မရဘူးလားအဲဆိုရင် drone နဲ့ချမယ်အဲအဲ့လိုပုံစံမျိုးနီးမျိုးစုံကိုတုံးပြီးတော့ချနေတာအေးမင်းအောင်လည်းအဘသားတွေကအဲ့လိုကြုံနေရတာအခုအဲအကြောင်းမလို့လည်းဖွဲ့စည်းပုံတွေပြက်နေရပါဘူးနော်ဒါကလည်းအားရစရာကောင်းတဲ့သတင်းပါနော်နောက်ထပ်သတင်းတစ်ခုကတော့စစ်ကောင်စီရဲ့ရုံမာတဲ့သတင်းအဲ့ဒါလည်းပြောရမယ်အဲ့ဒါကတော့ဒါပုဂ္ဂလိကစေယုံနေမှာ CDN စေဝင်တန်းနေပေါ့နော်စေဝင်တန်းနေဆရာဝင်နေအဲဒီဥစ္စာတွေကိုအလုံးမခန့်မှုစစ်ကောင်စီကညွှန်ကြားတာတွေလှုပ်လာတယ်အဲ NaN CDN ပြန်လှုပ်လို့ရတယ် နန်းစီလျံပြန်လုပ်မယ်ဆိုရင်သူကတတ်မှတ်ချက်တွေထားထားအဲ့ဒါပါလဲဆိုတော့30ပေးရမယ်ရော်ကြီးနန်းစီလျံပြန်လုပ်ဖို့အတွက်လုံဝင်ဖို့အတွက်30ပေးရမယ်ပြီးရနဲ့အရင်တုန်းကဒါမေဆုလက်ထက်တုန်းကချိပေးထားတယ်ပေါ့နော်ဒါနှစ်လစာချင်းငွေအဲ့ဥစ္စာကိုလည်းပြန်ဆက်ရမယ်ပေါ့နော်အဲ့လိုမျိုးပေးပြီးတနည်းကြာမှပဲဒါစမလက်မှတ်တွေပြန်ပြီးတော့ထုတ်ပေးမယ်ဆိုပြီးတော့သိရတယ်ဗောနော်အဲ့လိုမျိုးထုတ်ပေးနေတယ်ဗောနော်အဲ့ဒါကိုဒါ CDN ဆရာဝန်တဦးကနေပြီးတော့ကျွန်တော်တို့စုံစမ်းသိရှိရတယ်ဘာလို့ယော်ကြီးတောင်းတာလဲဗောနော်3 30ဘာလို့ယော်ကြီးတောင်းတာလဲဆိုတော့သူက နိုင်ငံတော်ကိုအလုံကျွေးပြုမှုပြက်ကွက်တဲ့အတွက်ကြောင့်မလို့ရော်ကြီးတောင်းတာတဲ့အကဲအကဲဘလောက်တော့မှမရင်ယုံပါတည်းပေါ့နော်သူတို့တွေလုံနေတဲ့ဟာတွေကနိုင်ငံတော်အတွက်တခုမှမဟုတ်ဘူးပြည်သူအတွက်လည်းတခုမှမဟုတ်ဘူးဒီကောင်နေကိုကျိုးအတွက်ပဲလှုပ်တာမင်းအောင်လည်းသူ့အတွက်ပဲလှုပ်တာသူအာနာဆက်ပြီးတော့တည်မြဲနိုင်ဖို့အတွက်ပဲလှုပ်တာဒါတွေကိုလက်မခံနိုင်လို့စီဒီအန်လှုပ်ခဲ့ကြတာအဲဒါကြတော့တချို့ခက်ခဲကြရရှိမှာပေါ့ဗျာဒါပဲလို့လဲဆိုတော့နေစဉ်နဲ့မြတ်စစ်ကောင်စီကဖိနှိပ်တာတွေချုပ်ချယ်တာတွေလှုပ်တယ်စာဝတ်နေရစ်ချက်တဲအောင်နေလှုပ်တယ်အာမီးကအစမှန်အောင်မပေးနိုင်ဘူးအဲ့လိုမျိုးပုံစံမျိုးတွေလှုပ်ထားဖြစ်တဲ့အတွက် ခက်ခဲတာတွေတော့ရှိလာတာပေါ့လေနော်အဲ့တော့အဲ့လိုမျိုးပြန်ပြီးတော့အလုပ်ဝင်နေတဲ့သူတွေကိုအခုလိုမျိုးကန့်တတ်လိုက်တာအခုလိုမျိုးထုတ်ပြန်လိုက်တာဖြစ်တယ်အဲလာပဲလှုပ်လှုပ်မယ်ဆိုရင်သိန်း30ပေးချင်းငွေဒါနှစ်လစာပြန်ပြီးတော့ဆက်ပေးအဲပြီးရတယ်တစ်နှစ်ကြာမှဒီလက်မှတ်ပြန်ထုတ်ပေးမယ်ဆိုပြီးတော့လှုပ်တာပေါ့နော် AMC ပြီးထားတဲ့သူတွေကသိန်း30ရောချေးပေးရတယ်ပေါ့နော်ဒါမေဆုလက်ထက်ကနှစ်လစာကြိုထုတ်ပေးထားတဲ့ဒါလစာနှစ်လစာပေါ့နော်9သိန်းပေါ့နော်အဲဥစ္စာကိုဒါထက်ပြီးတော့ဆက်ရမယ်ပေါ့နော်အဲဥစ္စာလည်းဆက်ရမယ်အဲ့ဒါပြီးရင်တစ်နှစ်ဆောင်ရမယ်ပြီးမှဒါဆမပြန်ထုတ်ပေးတယ်ဆိုပြီးတော့ပြောတယ်အဲဒါပြင်သူက blacklist blacklist ထဲမှာနာမည်ပါနေတယ်ပေါ့နော်ကိုယ့်နာမည် blacklist ထဲမှာပါနေတယ်ဆိုရင်လည်းပြန်ပြီးတော့ဖြတ်လို့ရအဲ့လိုဖြတ်ဖို့အတွက်ကို30ကြီးစပေးရတယ်ဆိုပြီးတော့သိရတယ်အဲ့အခုပြောလာတဲ့ဒီ CDN ဆရာဝန်ကပေါ့နော်အဲဘာပြောလဲဆိုတော့စစ်ကောင်စီဘက်ကတော့ဒီလိုတွေတော့လုံနေတယ်ဒါပေမဲ့သူအတိတဲမှာရောသူကိုယ်တိုင်ကရောပေါ့နော်ဒါစစ်ကောင်စီကိုပြန်ဝင်သွားတာမျိုးမရှိဘူးရသလောက်တောင်းခံနေကြတယ်ရော်ဖို့လည်းစိတ်ကူးမရှိဘူး blacklist လည်းမဖြတ်ဘူးကိုစခဲ့တဲ့လမ်းဆုံးအောင်ရှောက်မယ်ဘာပဲဖြစ်ဖြစ်ဆိုပြီးတော့ဒါပြောသွားခဲ့တာရှိတယ်ပေါ့နော် ါဒါကတော့တကယ်ကိုခွန်အားဖြစ်ဖြစ်တယ်ဗောနော်ပြီးတော့စိတ်လည်းမကောင်းဘူးဗောစစ်ကောင်စီကအဲ့လိုမျိုးဖြစ်ဖို့အတွက်ကိုတမင်ရည်ရွယ်ပြီးတော့လုပ်နေတာလည်းရှိတယ်အဲ့တော့ဒီလိုအခြေအနေကြက်တန်းအောင်လဲစစ်ကောင်စီကဒီခုနလိုမျိုးဒါပုဂ္ဂလိကဆေးရုံနေမှာမလုပ်နဲ့ဆိုပြီးတော့ဘာကြောင့်လဲဆိုတော့ဒီ CDN လုတ်ပြီးတဲ့အချိန်မှာဘယ်လိုပဲဖြစ်ဖြစ်ဒီကိုတက်ထားတဲ့ပညာနဲ့ဗောနော်အသက်မွေးဝမ်းကြောင်းအတွက်ကိုလိုက်ပြီးတော့စ조사ကြတဲ့အဖွဲ့တွေရှိကြတယ်အဲ့ဒါပါလဲဒါကျွန်တော်ပုဂ္ဂလိကဆေးရုံနေမှာပြန်ပြီးတော့အလုပ်လုပ်တဲ့သူတွေလည်းရှိတယ် ။အပြင်မှာကိုပေါ့ကိုစေကံဖွင့်တဲ့သူတွေလည်းရှိတယ်။အဲ့လိုဟာမျိုးတွေအကုန်လုံးကိုပြန်ပြီးကန့်သက်တာပေါ့နော်။အဲတချို့ကြတော့ရင်းနှီးတဲ့သူတွေစီမှာပြန်ပြီးတော့ဒီလိုမျိုးအာပုဂ္ဂလိကစေုံတွေမှာပုဂ္ဂလိကအလုပ်တွေမှာပြန်ပြီးတော့လှုပ်ပေးနေကြရလည်းရှိတယ်။သူတို့နဲ့တော့မပတ်သက်ဘူးပေါ့ဗျာ။အဲဒါမှမဟုတ်အဲ့လိုမျိုးပါလှုပ်လို့မရအောင်လို့အခုလိုမျိုးတံပင်ပိတ်ပင်လိုက်တာ။သူတို့စီကိုရောက်လာအောင်ပေါ့နော်။သူတို့စီကိုပြန်ပြီးတော့တောင်းပန်အောင်သူတို့စီကိုပြန်ပြီးတော့အောက်ကျအောင်ဆိုတဲ့ပုံစံမျိုးနဲ့တမင်ကိုဒီစာတွေကိုထုတ်ပြီးတော့ညွှန်ကြားခဲ့တာဖြစ်တယ်။ ဒါပေမဲ့လည်းအခုလက်ရှိအချိန်ထိပေါ့နော်ဒါခုနပြောတဲ့ဒါ CDN ဆရာဝန်ရဲ့အသည့်တွေထဲမှာရောသူကိုယ်တိုင်ရောပြန်ပြီးတော့လှုပ်ရှားအကြောင်းမရှိဘူးဆိုပြီးတော့ပြောကြရရှိချိုးဆိုရင်အရန် vulnerable ကောင်းတယ်ပေါ့နော်သူတို့တကယ်တက်ကြွပြီးတော့သူတို့တကယ်လှုပ်ချင်ခဲ့တယ်သူတို့ရဲ့စိတ်ကူးအိမ်မက်တွေကိုအကောင့်ထဲပို့နိုင်ခဲ့တယ်ဒါပေမဲ့လည်းအဲ့အရာတွေအကုန်လုံးကိုစစ်ကောင်စီကအကုန်ဖျက်ဆီးပလိုက်တယ်အဲ့တော့ကျတော့ဆရာဝန်ဖြစ်ဖို့အတွက်အများကြီးသူတို့ကြိုးစားခဲ့ရတယ်ဒါပေမဲ့လည်းဆရာဝန်အလုပ်ကိုမလုပ်ရတော့ဘဲနဲ့အခုဆိုရင်တခြားအလုပ်တွေကိုပြောင်းလုပ်နေရတဲ့သူတွေလည်းရှိတယ် ပြင်ဆရာဆရာမတွေလည်းအကုန်လုံးအတူတူပဲပေါ့နော်ဒါအခြားသောစီဒီယံဝန်ထမ်းအကုန်လုံးကသူတို့တကယ်မျက်နှာတံပိုးထားပြီးတော့ဝင်လုပ်ခဲ့ကြတဲ့အလုပ်တွေကိုစွန့်လွတ်ပြီးတော့နောက်ထပ်တခြားအသက်ရှင်ရည်ရည်ရဲ့အတွက်တခြားအလုပ်တွေကိုဝင်လုပ်နေရတဲ့သူတွေလည်းရှိတယ်အခုချိန်ထိဆက်လက်ပြီးတော့တောင်းခံပေးကြတဲ့စီဒီယံဝန်ထမ်းတွေကိုလည်းတကယ်ကျေးဇူးတင်တယ်ပေါ့နော်ဟိုဘာပဲဖြစ်ပေါ့နော်စစ်ကောင်စီကအခုလိုမျိုးမတရားရုပ်မာတဲ့အလုပ်တွေကိုလုပ်နေတာဖြစ်တဲ့အတွက်ပေါ့နော်ဒါကိုတိတိကျကျနဲ့ လုံးဝပြန်မလှည့်ဘူးငါတို့ဘလောက်ပဲဒုက္ခရောက်ရောက်အဆုံးအထိရှောင်မယ်ပေါ့နော်ဘာပဲဖြစ်ဖြစ်ဆိုတဲ့စိတ်မျိုးတွေနဲ့ရက်တီပေးနေကြတဲ့ CDN တွေကိုလည်းတကယ်ကျေးဇူးတင်လေးစားရတယ်ပေါ့နော်အဲ့တော့ဟိုဘက်ကကောင်တွေကဘလောက်ထိရုံပါသလဲဘာတွေပြောသလဲဆိုတော့သူကဒီ CDN ဆရာဝန်တွေကိုပေါ့နော် CDN လုတ်သွားတယ်ဆိုတာကပေါ့နော်လူနာကိုပိုက်တန်းလန်းနဲ့ထားခဲ့တဲ့ရက်ဆက်တဲ့သူတွေဆိုပြီးတော့ပြောသွားတယ်လည်းရှိတယ်အဲဆရာရှာမရဆိုရင်လည်းအဲ့လိုပုံစံမျိုးနဲ့ပြောခံရတာတွေရှိတယ် သူတို့ရဲ့အုပ်ချုပ်မှုရန်နေရာတွေရက်ဆိုင်သွားတာဖြစ်တဲ့အတွက်ပေါ့နော်အဲရက်ဆိုင်သွားလို့အထိကိုဖြစ်သွားတဲ့နေရာတွေလည်းအများကြီးရှိတယ်ချို့နေရာတွေမှာသူတို့လုံးဝလက်လွတ်လပ်ရတဲ့ပုံစံမျိုးတွေထိဖြစ်သွားတယ် CDN ကအဲ့လောက်ထိထိရောက်ခဲ့တာဖြစ်တယ်အဲအကြောင်းမလို့ဒီ CDN တွေအပေါ်မှာလည်းသူတို့ကမကြည်နှက်ဘူးအဲတခုခုပေါ့နော် CDN တွေခက်ခဲတာပဲဖြစ်ဖြစ်တရင်အဲ့လိုမျိုးကြားရတာပဲဖြစ်ဖြစ်သူတို့တွေကဝမ်းသာအားရနေဒီအကြောင်းကိုပဲထည့်ပြောကြတယ်မဟုတ်တယ်မင်းတို့ကောင်တွေဘာဖြစ်လို့ CDN လုံးလဲအဲမင်းတို့ကောင်တွေက CDN လုံးတယ်ဆိုတာကိုမှန်တယ်ထင်တာကိုဘာညာဆိုပြီးတော့ပြောကြရရှိဒါပေမဲ့ သူတို့တွေဘယ်လိုမျိုးရက်တည်နေသလဲသူတို့တွေဘယ်လိုစိတ်မျိုးတွေနဲ့လှုပ်ဆောင်နေသလဲသူတို့လှုပ်နေတဲ့အလုပ်တွေကနိုင်ငံအတွက်ဟုတ်ရဲ့လားဆိုတာတော့ဒီကောင်တွေမစင်စားဘူးအခုလှုပ်နေတာတွေအကုန်လုံးကစစ်ကောင်စီကသူ့အကျိုးအတွက်ပဲလှုပ်တာမြန်မာနိုင်ငံကသူ့အကျိုးအတွက်ပဲလှုပ်တာအဲ့ကြအဲ့ဒီဥစ္စာတွေကိုမထမခံနိုင်လို့ပေါ့နော်ဒါထွက်လာတဲ့စီဒီအန်တွေကတချို့ဒုက္ခရောက်ကြရရှိတယ်အဲ့အဲ့ဥစ္စာကိုဒီကောင်တွေဝမ်းသာနေတဲ့ပုံစံမျိုးတွေတော့တွေ့ရတယ်တော်တော်ရုပ်မှရက်ဆက်တဲ့ကောင်တွေပေါ့နော် ဘာပဲဖြစ်ဖြစ်အခုချိန်အထိတောင်းခံပေးကြတဲ့စီဒီယံဝန်ထမ်းတွေကိုတကယ်ကျေးဇူးတင်လေးစားရတယ်။ပြီးတော့ဒီတာဝန်ရှိတဲ့ဒါလူချင်းတွေအနေနဲ့လည်းပေါ့နော်ဒီအပိုင်းတွေမှာလည်းပြန်ပြီးတော့ကြည့်စီချင်ပါတယ်။ဘလိုပဲဖြစ်ဖြစ်ပေါ့နော်လောက်ကန်ခွင့်လန်းနေဆိုတာတော့အကုန်လုံးလိုအပ်တာကြီးပဲ။အဲ့တော့အဲ့အပိုင်းတွေမှာတက်နိုင်သလောက်ပြန်ပြီးတော့လောက်ကန်ခွင့်လန်းရအောင်ဖန်တီးပေးတာမျိုးတွေလုပ်စီချင်တယ်။အဓိကတော့ဒီလူတွေကဒီမျိုးတော်လိုင်းကြီးမှာအဓိကအရေးကြီးတဲ့အခန်းကဏ္ဍကနေပါဝင်ခဲ့တယ်ဆိုတဲ့အကြောင်းကိုလည်းသိစီချင်ပါတယ်ဗျ။ တော့ဘလိုပဲဖြစ်သတင်းတွေကအရန်ကောင်းပါလေမိုင်းမိုင်းရှင်နဲ့မိုင်းတွေ့ပါလေကောင်းအဲကောင်တွေလည်းကောင်းတယ်ဘောနော်အဲတော့ဒီလိုမျိုးသတင်းတွေကတော့တောက်လျှောက်ရှိနေဦးမှာပေါ့နော်အဲပြီးရင်နေစင်းနဲ့မြားတိုက်ပွဲဖြစ်စဉ်တွေကလည်းရှိနေဦးမှာပဲစစ်ကောင်စီကလည်းပြည်သူလူထုကိုဖိနှိပ်တဲ့ဟာတွေအယတပြစ်မှတ်တွေကိုပို့ပြီးတော့တိုက်ခိုက်လာအောင်မယ်လို့လည်းယူဆရတယ်ဒါကြောင့်မလို့ပြည်သူအနေနဲ့လည်းကူးဆိုင်ကြပါပြီးတော့ပြည်တွင်းပြည်ပမှာရှိကြတယ်ဒါတက်နိုင်တဲ့သူတွေပေါ့နော်ဒီလူတွေကလည်းဒီတော်လန်ရေးဆက်ပြီးတော့ အဲအောင်မြင်အောင်လှုပ်ဆောင်နိုင်အောင်ပို့ပြီးတော့ပံ့ပိုးပေးကြပါလို့ဒီနေ့ကနေပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်